င်္ဂလာပါရှင်။ဧပြီလ၁ရက်အင်္ဂါနေ့ရန်ကုန်ရဲ့ရန်ကုန်တခွေသတင်းစုံလင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစွာတင်ဆက်မယ့်သတင်းကတော့ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးရေအဖွဲ့နာယကဓမ္မမောတန်တဲ့အဖွဲ့ဗိုလ်ထောင်ခရိုင်အတွင်းရှိမြို့နယ်များမှာကင်းထောက်တင်နေများသို့တာရောက်ထောက်ပံ့အားပေးတဲ့သတင်း။ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးရေအဖွဲ့နာယကဓမ္မမောတန်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ကြီးများ၏ဇနီးများတိုင်းဒေသကြီးရဲတပ်ဖွဲ့မှုရဲ့ဇနီး တိုင်းဒေသကြီးပညာရေးမှူးဒေါ်ချိုချိုမြအောင်ခိတအတူရေးမှူးဒေါ်ဆွဲခင်မဝင်ဗုဒ္ဓထောင်မယန်းကုန်မင်္ဂလာတုံကျောက်တရာကမာရွတ်ခရိုင်မိခင်နေကလေးအမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌများပါဝင်တဲ့အဖွဲ့ဟာမက်လ31ရက်မွန်လွဲပိုင်းကရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီကကြီးမှုဖွင့်လှစ်ရရှိတဲ့ကင်းတောက်လူငယ်တင်နှံများဖွင့်လျာဗုဒ္ဓထောင်ခရိုင် ပစွန်အောင်မြို့နယ်၊ဒေါ်ပုံမြို့နယ်၊တာဂိတမြို့နယ်များသို့ရောက်ရှိကြပြီးအာဟာရများထောက်ပံ့ခြင်းအပိစကားပြောကြားခြင်းများဆောင်ရွက်ကြကြောင်းသိရပါတယ်။ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယကနှင့်အဖွဲ့ကိုဘုဒ္ဓထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များတော်ပုံမျိုးနဲ့ပစွန်အောင်မျိုးနဲ့တာဂိတမျိုးနဲ့စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနဲ့အဖွဲ့ဝင်များဆရာဆရာမများကကြိုဆိုကြပြီးလိုအပ်သည့်များကိုညီဆောင်ရွက်ပေးကြပါသည်။ ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးရဲအဖွဲ့နာယကနဲ့အဖွဲ့ဟာတင်နှမ်းများတွင်တက်ရောက်နေတဲ့ကင်းတောက်လူငယ်များနှင့်ဤပြဆရာဆရာမများအားပေါမှုနှင့် riot များထောက်ပံ့ခြင်းတဘာဝပြီးငလင်တန်ခန်းစားရသူများအတွက်ဝန်နေခြင်းအထိမ်းအမှတ်ဖြင့်စက္ကန့်30ကငိမ့်သက်ခြင်းနှင့်တော်ရင်တင်ငန်းစာတင်ကြားနေမှုများအားလှည့်လည်ကြည့်ရှုအားပေးခြင်းများဆောင်ရွက်ကြကြောင်းသိရပါသည်ပုတ်တောင်ခရိုင်တွင်ပစနောင်းမြို့နှင့်အမှတ်လေးအခြေခံပညာအထက်တန်းကျောင်းတွင်ကင်းထောက်လူငယ်၄၀ဦး ဒေါ်ဘုံမျိုးနဲ့အမတ်တိအခြေခံပညာအထက်တန်းကျောင်းနဲ့ကင်းတောက်လူငယ်၄၀ဦး၊တာကီတာမျိုးနဲ့အမတ်တိအခြေခံပညာအထက်တန်းကျောင်းနဲ့ကင်းတောက်လူငယ်၃၅ဦး၊စုစုပေါင်း၁၁၅ဦးတို့သင်တန်းတက်ရောက်သင်ယူနေကြကြောင်းသိရှိရပါတယ်ရှင်။ဆလာဒင်စမဲတဲ့ရင်ကတော့လှိုင်တရာအရှိပိုင်းမြို့နယ်ရင်းပိုလီယိုရောဂါကာကွယ်ဆေးတိုက်ကျတဲ့တဲ့ရင် ရန်ကုန်တိုင်းဒေသကြီးအင်းစင်ခရိုင်လှိုင်သာယာအရှေ့ပိုင်းမြို့နယ်တွင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနကျန်းမာရေးမှူးဒေါက်တာကျူကျူသင်းတဲ့အဖွဲ့ဝင်များကျန်းမာရေးဆရာဆရာမများမိခင်နှင့်ကလေးဆောင်ရှောက်ရေးအသင်းအဖွဲ့ဝင်များကမတ်လ30ရက်နေ့နက်9နာရီတွင်အမတ်6ရက်ကွယ်နှင့်ညောင်ဈေးဝါတို့တွင်ပိုလီယိုရောဂါကာကွယ်ဆေးတိုက်ကျခြင်းလုပ်ငန်းများဆောင်ရွက်ကြကြောင်းသိရပါသည်ဒီသတင်းကိုတော့ခင်ဝင်းမူကပေးပို့ထားပေဖြစ်ပါရဲ့ရှင် ။နောက်ထပ်တင်ဆက်မယ့်သတင်းကတော့ငလျင်ဘေးကျူတင်ကောက်ွယ်နိုင်ရေးအသိပညာဘေးဆောင်ရွက်တဲ့သတင်း။လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြည်လည်နေရာချထားရေးဝန်ကြီးဌာနဘေးရနေရဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှုယုံတန်လင်းမှခရိုင်ဦးစီးမှုဒေါက်တာဇေယမင်းဦးဆောင်သောဝန်ထမ်းများ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနခရိုင်ယုံတန်လင်းမှဝန်ထမ်းများပူးပေါင်းပြီးတဘာဝဘေးရန်နေဖြစ်သောငလင်ဘေးတွင်အများပြည်သူများအချိန်မီသိရှိလိုက်နာနိုင်ရန်အသိပညာပေးလုပ်ငန်းများကိုဆောင်ရွက်ကြကြောင်းသိရှိရပါသည်။ဒီသတင်းကိုတော့ဖြိုးတီဟာကပြပူလာတာပါ။ထမန်တင်ဆက်မဲ့တဲ့ရင်ကတော့ပြဇွန်တောင်မြို့နယ်အတွင်းရှိတုံးရီပြလန်းနေတဲ့ရက်ကွက်များအားမြို့နယ်အမိသက်ဦးစီးဌာနမှတုံးရီများဖြန့်ဝေပေးတဲ့တဲ့ရင် ရန်ကုန်တိုင်းဒေသကြီးပိုတထောင်ခရိုင်ပဇွန်တောင်တွင် မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဒုတိယဦးစီးမှုဦးပြေဖြူအောင်ပဇွန်တောင်မိသက်စခန်းမှဒုတိယမြို့နယ်မိသက်ဦးစီးမှုဦးမျိုးဝင်သူတို့ကမတ်လ31ရက်နေ့ပိုင်းတွင် မြို့နယ်အတွင်း၃ရေပြက်လန်းနေတဲ့ရပ်ကွက်များတွင်၃ရေများပေးဝေကြကြောင်းသိရပါသည် အခုလိုဆောင်ရရရင်အမှတ်9ရက်ကွက်မြောင်းကြီးလန်းနေအင်ချီ40လုံးနဲ့အမှတ်9ရက်ကွက်ကြာညိုလန်းနေအင်ချီ20လုံးမှာပြည်သူများသုံးရီပြက်လန်းနေမှုအတွက်မိသက်ရေသေးရင်ရေကားလန်း1600ဖြင့်၃ချိန်နှုန်းဖြင့်ရေကားလန်း4800သုံးရီပြေဝေးကြောင်းသိရပါရယ်ဒီသတင်းကိုတော့ဟန်စုရင်ကပေးပို့ထားပေးဖြစ်ပါရယ်ရှင်ဆလတ်တင်စမဲတဲ့တွင်ကတော့ပဇွန်တောင်မြို့နယ်တွင်ຫນွေရသည်အခြေခံအကစားတင်တဲ့စံပွဲကျင်းပတဲ့တွင် ရန်ကုန်တိုင်းဒေသကြီးပစံအောင်မြို့နယ်အာကစားနှင့်ကာယပညာဦးစီးဌာနနှင့်မြို့နယ်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းဖွင့်လှစ်တဲ့2025ခုနှစ်လွေရာသီအခြေခံအာကစားသင်တန်းဆင်မွေအခမ်းအနားကိုမတ်လ31ရက်နေ့နဲ့9နိုင်ကအမတ်၁ရက်ကွယ်မဟာဗန္ဓုလလမ်းရှိအမတ်၂အခြေခံပညာအထက်တန်းကျောင်းတိစခံမာတွင်ပြုလုပ်ကြောင်းသိရပါသည်။ ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဆောင်မိုးအောင်ကအဖွဲ့အမစကားပြောကြားခဲ့ပြီးတာဝန်ရှိသူများမှသင်တန်းနည်းပြဆရာဆရာမများအားဂုဏ်ပြုမှတ်တမ်းများပေးရပါတယ်။ဆက်လက်ပြီးအာကစားပြိုင်ပွဲများတွင်အဆင့်လိုက်ဆုရရှိသောသင်တန်းသားသင်တန်းသူများအားဆုများအသီးသီးပေးရချီးမြှင့်ခဲ့ကြက Fitness Dance တိုင်ကွန်ဒိုနှင့်မြမတိုင်းသင်တန်းသားသင်တန်းသူများမှအာကစားနည်းအလိုက်တရုတ်ပြဖြုတ်ပြေးကြကြောင်းသိရှိရပါတယ်။ဒီသတင်းကိုတော့ဟန်ဆုရင်ကပေးပို့လာတာပါ။ နောက်ထပ်တင်ဆက်မယ့်သတင်းကတော့မြောက်ကလာပါရင်နွေရာသီအခြေခံပကြီးရေးဆွဲနေတဲ့နန်းစင်နေတဲ့တင်ရန်ကုန်တိုင်းဒေသကြီးမြောက်ကလာပါမြို့တွင်မြို့နယ်ပြန်စားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြေမှုဖွင့်လှစ်ခဲ့တဲ့နွေရာသီအခြေခံပကြီးရေးဆွဲနေတဲ့နန်းစင်ပွဲနဲ့စုချင်းမြေပွဲကိုမတ်လ31ရက်နနက်10:00နာရီကအဆိုပါရုံလူမှုအခြေပြုဘဟုဌာနကွန်မြူနတီစင်တာခန်းမတွင် ပြုလုပ်ကြောင်းသိရပါတယ် တင်တန်းတွင်ပြန်ကြိုင်းနေပြီးသူဆက်ဆိုင်ဦးစီးဌာနမှမြို့နယ်ဦးစီးအရာရှိဒေါ်မြတ်မြဝင်းကအမစကပြကြပြီးတင်တန်းဤပြပကြီးဆရာတင်မောင်လက်နှင့်တာဝန်ရှိသူများကစုအသီးသီးချင်းမြင်ပေးရပါတယ်။တင်တန်းကိုအခြေခံပညာကျောင်းများမှအလေတန်းအစဉ်ကျောင်းသားကျောင်းသူ30ဦးတက်ရောက်တင်ယူခဲ့ပြီးတင်တန်းကာလမှာမရှ24ရက်မှ31ရက်အထိဖြစ်ကြောင်းသိရပါရရှင်။ဒီသတင်းကိုတော့တက်လွင်စိုးကပေးပို့ထားပဲဖြစ်ပါတယ်။ ရွှေရကုံရဲ့ရန်ကုန်တခွေသတင်းစုံလေးကိုတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ရှင်။